British အားလုံးပဲမင်္ဂလာပါရှင် ကျမတို့ channel ကနေပြန်လဲကြဆွားရပါရှင် British အတွက် clothing ဆက်ပြီးမဲ့တရင်ကြောင်းတွေကတော့တနိုင်ငံလုံး and channel ကိုရင်းဆိုတော့ဖြူမြအောင်ရဲ့တရင်တွေပဲဖြစ်ပါရယ်မင်္ဂလာပါ British ကြီးတွေမြန်မာအိုင်တော်မှာဝီနာဖြစ်ခဲ့တဲ့ဆိုတော့ဖြူမြအောင်က စကားပြောချူတာရင်းချပြီး British ကိုအလေးထားတဲ့သူတယောက်ဖြစ်ပါရယ်ဟင်္ဒနာမျိုးစားတစ်ဖြစ်တဲ့ဖြူမြအောင်ကသူ့ရဲ့မျိုးကိုဂုံတက်အောင်လုပ်ပေးနိုင်ခဲ့တဲ့သူဖြစ်ပြီးသူ့ကြောင့်မျိုးနမဲကပိုကြီးလာခဲ့တယ်လို့ဆိုပါရယ်အရင် င်တော့ဟင်္ဒရာမျိုးလို့ပြောလိုက်ရင်တော့မဟင်ခါကိုပဲတိကြတာဖြစ်ပြီးဖြိုးမြအောင်အောင်မြင်လာပြီးနောက်မှာမြို့ကိုတော်တော်များများကတိသွားကြတာဖြစ်ပါရဲ့ဖြိုးမြအောင်ရဲ့အိမ်အပြန်ခရီးမှာသူ့ကိုဟင်္ဒရာတမျိုးလို့အပြင်အေရီတိုင်းကတခြားမျိုးတွေကပါလာရောက်ကြိုးဆူခဲ့ကြတာဖြစ်ပါရဲ့လူပေါင်းများစွာနဲ့နှုတ်ဆက်ရပြီးအောင်မြင်မှုရဲ့အရှိန်ဟောကကြီးတာကြောင့်ဖြိုးမြအောင်ကစိတ်ဖြစ်စီတွေများလာပြီးထပ်ပြေးခြင်းနဲ့စိတ်တောင်ဖြစ်လာတယ်လို့ဆိုထားပါရဲ့ထမင်းကိုအချိန်မှန်စားရကောင်းမှမသိတော့ပဲအရန်အားပေးလာတာကြောင့်ဘယ်သူမှမရှိ ှိတဲ့နေရာမှာတွားချင်းနေခဲ့တဲ့ဖြစ်ပေါင်းရယ်ဖြူမြအောင်ကသူ့မျိုးကိုဂုံတက်အောင်လှုပ်ပေးနိုင်ခဲ့ကြတာကြောင့်ပုံတူရုတ်တုနဲ့ဂုံပြုတ်ခံရတော့မှဖြစ်ပါရယ်ဟင်္ဒရာမျိုးကနေနမဲကြီးအစိုးရဖြစ်နေကြတဲ့ဟင်္ဒရာအထွန်းရင်ဟင်္ဒရာမြင့်ငွေတို့ကိုလည်းချက်ပေါ်လာခဲ့တာကြောင့်ဖြူမြအောင်အောင်မြင်ပြီးမှမျိုးကိုလူတိများလာခဲ့တာဆိုလိုကြတော့လက်မခံခဲ့ကြပါဘူးအရင်ကတည်းကလူတိများပြီးသားဖြစ်တဲ့မျိုးဖြစ်တဲ့အတွေ့ဖြူမြအောင်နမဲကြီးမှပိုတိလာခဲ့တာမဟုတ်ဘူးလို့ပြောဆိုနေခဲ့ကြတယ်ဖြစ်ပါရယ်ဒါပေမဲ့ဖြူမြအောင်ရဲ့ တငယ်ချင်းတွေကသူ့ရဲ့ကိုပိုင်ပန်းချန်ထဲမှာဖြိုးမြအောင်ရဲ့ပုံတိရုပ်ထုကို ထားရှိပြီးဂုံပြုတ်သွားတော့မှာဖြစ်ပါရယ်ဟင်ဒရာမြို့ကိုဆောင်ဖြိုမြအောင်ကိုသူ့ရဲ့ပရိတက်ကချစ်ခင်ကြတဲ့အတွေ့ရုတ်တုထားခြင်းပေမဲ့လည်းတချို့ကတော့သဘောမတူကြပါဘူးအသက်ရှင်နေတဲ့အလူတယောက်ကိုပုံတူရုတ်တုထားပြီးတော့ဂုံပြုတ်ရင်အသက်အန္တရာယ်နဲ့တွေ့နိုင်တယ်လို့သတိပေးကြပါရယ်အယုံကြည်မရှိတဲ့ဖြိုမြအောင်ကတော့ဒီလိုသတိပေးတဲ့စကားကိုလက်မခံခဲ့ပါဘူးရုတ်တုလုံမယ်လို့စစ်စစ်ပြီးတဲ့နောက်မှာဖြိုမြအောင်ကအသက်ဘေးနဲ့ကျုံလိုက်ရတော့တာပဲဖြစ်ပါရယ် အဲ့ဒီနေ့မှာဖြိုးမြအောင်ကသူ့ရဲ့မြို့ကိုကားမောင်းပြီးတော့ပြန်လာတာဖြစ်ပြီးဖိုးဖိုးကပြန်လက်လာဖို့အတွက်၃ချိန်တောင်ဖုန်းဆက်ပြီးတော့ခေါ်ခဲ့ပါတယ်ဖြိုးမြအောင်ကတော့ပြန်လက်မသွားတော့ပဲဆက်မောင်းလာနေရင်းနဲ့သူ့ရှေ့မှာမိမပားတဲ့ဆိုင်ကယ်ကြီးရဲ့ရုတ်တရက်ပေါ်လာခဲ့တာဖြစ်ပါတယ်ဆိုင်ကယ်ကိုရှောင်လိုက်ရင်းနဲ့တစ်ဖက်ကလာတဲ့ကားနဲ့မျက်နှာချင်းဆိုင်ဖြစ်သွားပြီးရင်းမတော်တဆမှုဖြစ်ဖို့အတွက်နည်းနည်းလေးပဲလိုလိုတာဖြစ်ပါတယ် ုတုရှင်ရဲ့အကျိုးစီးကျူးကြောင့်ပြုမြအောင်ကဘာမှမဖြစ်သွားခဲ့ပေမဲ့လည်းရုတ်တုတွမဲ့ကိစ္စနဲ့ပတ်သက်ပြီးဆက်ဆက်နေတဲ့ဆိုတော့ကိုလက်ခံသွားတော့တာဖြစ်ပါရယ်ပြုမြအောင်တယောက်ဆိုင်ကယ်ကိုတွေ့လိုက်တဲ့နေရာကအရင်ကလည်းရှင်းမတော်တဆဖြစ်မှုတွေမကြာခဏဖြစ်တတ်တဲ့နေရာဖြစ်ပြီးမိမပါတဲ့ဆိုင်ကယ်ကိုမကြာခဏတွေ့ရတယ်လို့ဆိုပါတယ်အဲ့ဒီကလေးကပြုမြအောင်ကပုံတူရုတ်တုလုံမဲ့ကိစ္စနဲ့ပတ်သက်ပြီးသတိပေးတာကိုတိသွားပါတော့တယ်အဲ့ဒီအဖြစ်ပြက်ဖြစ်ခါဆာမှာတော့အရန်ကိုကြောက်လန့်နေပေမဲ့လည်းအခုတော့ပြုမြအောင်က တော့စိတ်ငြိမ်သွားခဲ့ပြီဖြစ်ပါရယ်ဘုံတူရုပ်တုကလည်းသူကိုယ်တိုင်မလုံးစစ်ချစ်ပေမဲ့လူအများကလှုပ်ချင်တာဖြစ်တဲ့အတွက်တဘောတူပေးလိုက်တာပဲဖြစ်ပါရယ်ဖြူမြအောင်စိတ်ထားရိုးရှင်းတဲ့သူဖြစ်ပြီးမြမအိုင်တော်ကဝင်နာရီထဲမှာအခုချစ်တီအောင်မြင်နေစေအဆူတော်တရားပဲဖြစ်ပါရယ်ဟင်တနာမျိုးကသူ့ကြောင့်ပိုနမဲကြီးလာတာကိုလူအများကလက်မခံကြပေမဲ့လည်းဖြူမြအောင်ကတော့တကယ်ကိုတော်ပြီးမျိုးသားတဲ့သူဖြစ်ကြောင်းကိုလက်ခံခဲ့ကြရလဲဖြစ်ပါရယ် ဟုတ်ကဲ့ပါပရိဒေဂျူရီ အသက်ရှိနေစဉ်အတွင်းမှာပဲမလုံးတဲ့ရုပ်တုကိုလှုပ်မိလို့အသက်ဘေးအန္တရာယ်နဲ့ကြုံနေရတဲ့ဖြိုးမြအောင်အပေါ်မှာပရိဒေဂျူရီကရောဘလိုများမြင်ခဲ့ကြပါသလဲရှင်